အားလုံးမင်္ဂလာပါ The Netherlands YouTube Channel နေပြီးတော့အားလုံးကျေးဇူးပါတယ်ဆိုတော့ကျွန်တော် Manchester United နဲ့ပတ်သက်ပြီးတော့နောက်ဆုံးရထားတဲ့ကျွန်တော်ဒီ Here we go အပါဝင်ကျွန်တော်ပြောင်းရွှေ့တဲ့ဒီချုပ်ကျွန်တော်တို့ဆွေးနွေးတော့အောင်ပေါ့နော်ဆိုတော့ကျွန်တော်တို့အာပထမဦးဆုံးဒီပေါ့နော်ကျွန်တော်ဒီ Real Betis မှာခြေစွမ်းပြကစားနေတယ် အဲဒီ Anthony Santos နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အရင်ပြောပါမယ်ဆိုတော့ Anthony Santos Anthony Santos ကအခုလက်ရှိကျွန်တော်တို့ဒီဝင်ပတ်တက်မှာတကယ်ကိုကျွန်တော်ခြေလွှမ်းပြနေရခြင်းတွေဖြစ်တယ်နောက်လျှောက်ကျွန်တော်တို့ဒီဖန်တီးမှုတွေကိုးတွေအဲဒီပေါ့နော်ဖန်တီးမှုတွေကိုးရင်းနဲ့အတူ Anthony ကိုကျွန်တော်တို့ကဒီပေါ့နော် မတူညီတဲ့အခြေအနေနဲ့ကျွန်တော်မြင်နေရဖြစ်တယ်လက်ရှိကျွန်တော်ဒီယူနိုက်တက်မှာတော့ဆိုလို့ရှိရင်တောက်လျှောက်ကျွန်တော်တိုင်ပတ်ခဲ့ပြီးတော့အခြေအနေမျိုးမှာဆိုလို့ရှိရင်အခုလက်ရှိဝေဘတ်တွေကိုရောက်ပြီးပြီးချင်းမှာပဲတောက်လျှောက်ဆိုသလိုကျွန်တော်ခြေစမ်းပြနေတဲ့အခြေအနေမျိုးဖြစ်တယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးကျွန်တော် Paris Zero Menu ရဲ့ကျွန်တော်ပြောပြချက်မှာဆိုလို့ရှိရင်အဲဒီပေါ့နော်ပြီးခဲ့တဲ့ဒီပါလဲကျွန်တော်ဒီဒီပါလဲ Fiorentina နဲ့ပွဲလာအဲအဲ့ပွဲမှာဆိုလို့ရှိရင်ကျွန်တော်အသင်းရဲ့အဲဒီပေါ့နော် ကျွန်တော်သိရည်ဒီပေါ့နော်အဲဒီ Christopher P ပဲပေါ့နော်အဲတာဝန်ရှိတဲ့သူတယောက်ဟာဆိုလို့ရှိရင်သူရဲ့ဒီကစားသမားတွေကိုစောင့်ကြည့်ရတဲ့တာဝန်အပေါ်မှာ Anthony Santos ကိုကျွန်တော်တို့အဲဒီစောင့်ကြည့်ခဲ့တာမျိုးကျွန်တော်ရှိတယ်ဆိုတော့ Real Betis ရဲ့လက်ရှိအခြေအနေဟာဆိုလို့ရှိရင် Anthony Santos ကိုသူတို့လုံးဝကျွန်တော်တို့ဒီပေါ့နော် Bologna နဲ့ပဲရရ နော်နောက်ထပ်ကျွန်တော်တို့ဒီဗောနော်နောက်ထပ်ကျွန်တော်တို့ဒီຢာဒီမှာဆိုလို့ရှိရင် Andrew Santos ကို အသင်းမှာကျွန်တော်တို့ဆက်ပြီးတော့ထားခြင်းတဲ့အခြေအနေမျိုးမှာကျွန်တော်ရှိနေတယ်ဆိုတော့အဲဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီဗောနော်အဲသူသူပြောတဲ့တင်းနေမှာဆိုလို့ရှိရင် reactive back ကဘယ်လိုမျိုးတွေကျွန်တော်တို့အပြင်ဆင်မှုရှိလဲဘာညာနဲ့ပတ်သက်ပြီးတော့ပြောခဲ့တာမရှိဘူးဒါပေမဲ့အဲ reactive back က Andrew Santos ကိုနောက်ထပ်တရာဒီလောက်ကျွန်တော်တို့ဆက်ပြီးတော့လိုချင်တဲ့အခြေအနေမျိုးမှာကျွန်တော်ရှိတယ်ဆိုတော့ဒီတော့ကြောင့်မလို့အဲနောက်တရာဒီကျွန်တော်တို့အငားဆိုတာမျိုးလည်းကျွန်တော်ဖြစ်နိုင်တယ်ဖြစ်လို့ အပိတက်ဆိုတာမျိုးလည်းကျွန်တော်ဖြစ်နိုင်တဲ့အခြေအနေမျိုးမှာရှိပါတယ်ဆိုတော့အပိတက်ကျွန်တော်ခေါ်မလားဒါမှမဟုတ်ကျွန်တော်အငားနဲ့ပဲအယူနိုက်တက်ကကျွန်တော်လက်လွတ်မလားဆိုတာတော့ကျွန်တော်ဆောင်ကြည့်ရမယ့်အခြေအနေမျိုးဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်အသေးအနေနဲ့ကိုယ်အသေးအနေနဲ့ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ကစားသမားတစ်ယောက်ကိုကျွန်တော်တို့ကအငားချတိုင်းမှာကျွန်တော်တို့ရဲ့ဒီဘာနော်အငားပြောင်းရွှေ့ကြီးရတယ်နော်လာတာအတန်သေး short ချနိုင်တယ် right ဒါပေမဲ့ကျွန်တော်တို့ဒီဘာနော်ရောင်းချတဲ့အခါမှာတကယ်ကိုအသုံးဝင်တဲ့စာချုပ်တက်တန်ပါနော်စာကြီးစာကြီးဒေသသမားကဒီအသင်းမှာစာချုပ်ဘယ်လောက်ကြံသေးလဲ လေဆိုတော့အရာကကျွန်တော်တို့ဒီဘာနော် price tag မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဈေးကျော်နိုင်တဲ့ခြင်းမျိုးဖြစ်တယ်ဥပမာကျွန်တော်တို့ဒီ လေးနှစ်ကျန်တဲ့ကစားသမားတယောက်ရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတရားစီအငှားချလိုက်တယ်ဆိုလို့ရှိရင်ဒီကစားသမားကကျွန်တော်တို့ဒီအငှားကစားပြီးတော့ပြန်လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က၃နှစ်ပဲကျန်တော့တယ်ဆိုတော့၃နှစ်ပဲကျန်တော့တဲ့ကစားသမားတယောက်ရဲ့ဈေးနှုန်းနဲ့လေးနှစ်အပြည့်ကျန်သေးတဲ့ကစားသမားတယောက်ဈေးနှုန်းမတူတော့ဆိုတော့၂00ဒီတိတိအငှားချမယ်ဆိုလို့ရှိရင်ကျွန်တော်စားရတဲ့၂နှစ်ပဲကျန်တော့မယ်စားရတဲ့၂နှစ်ပဲကျန်တဲ့ကစားသမားတယောက်ရဲ့ဈေးနဲ့ကျွန်တော်တို့ဒီအဲဒီဘယ်လိုပြောရမလဲ အားရတဲ့နှစ်နှစ် sorry ၄နှစ်လောက်ကျန်တဲ့သာသမာတယောက်ရဲ့ဒီဈေးနှုန်းကမတူတော့တဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်ဆိုတော့ဒီကြောင့်မလို့ကျွန်တော်တို့အငှားချတာကတော့ကျွန်တော်ကတော့အထက်ပြီးတော့မလုံသိတော့ဘူးလို့ထင်တယ်အဲဒီပေါ့ Anusandus အခုလက်ရှိကျွန်တော်ချေစွမ်းပြထားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ Batic ကကျွန်တော်တို့ဝယ်မယ်ဆိုလို့ရှိရင် Redic ကကျွန်တော်တို့သတ်မှတ်ပေးတယ်အဲဒီပေါ့နော်ဈေးနှုန်းတစ်ခုအတွင်းမှာညှိနှိုင်းပြီးတော့ဝယ်ယူတာမျိုးအပိတ်တော့ဝယ်ယူတာမျိုးအပိတ်တော့ပြောင်းရွှေ့မျိုးကကျွန်တော်တို့လုံးဝ အဲ့ဒီဘောနော်ဖြစ်တဲ့နေထဲမှာပါတယ် United ရေကျွန်တော်အခုလက်ရှိကျွန်တော်တို့ဒီ project မှာလည်း Anthony Santos ကအတိုင်းအတာတစ်ခုဒီကျွန်တော်မပါဝင်တော့ဘူးလို့ကျွန်တော်ထင်တယ်ဆိုတော့ဒီတော့ကြောင့်မလို့အဲအတင်းဘက်ကကျွန်တော်နောက်တရားဒီအငားဆိုတာထက်ကျွန်တော်ကတော့အပီးသက်အပြောင်းရွှေ့ကိုပဲပို့ပြီးကျွန်တော်လှုပ်ဆောင်တင်တယ်လို့ထင်တယ် Batis မှာပြနေတဲ့ကျွန်တော်ခြေစွမ်းကြောင့်အခုလက်ရှိ Batis တင်ကျွန်တော်လိုချင်တာမဟုတ်တော့ပဲနဲ့တခြား club တွေလည်းလိုချင်လာလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ဆိုတော့ဒီတော့ကြောင့်မလို့ Anthony Santos က ြောင်းမယ်ဆိုလို့ရှိရင်အပိသက်အပြောင်းရွှေ့ကသာဒါကျွန်တော်အတင်းအတွက်အကျိုးအမြတ်ကျွန်တော်အကျိုးအမြတ်ရှိနိုင်ဆုံးလို့ကျွန်တော်ထင်တယ်ဘလူးဝက်ဖြစ်ဖြစ်ရီဆန်ဒိုးစ်ကအခုလက်ရှိကျွန်တော်တို့ဒီသူ့ကိုခေါ်တော့ပြီးခဲ့တဲ့ဈေးလုံးဝပြင်မရနိုင်တော့တာသိကြတယ်ဒါပေမဲ့ဘလူးဝက်ဖြစ်ဖြစ်ကျွန်တော်တို့သူ့ကိုခေါ်ခဲ့တဲ့ဈေးပြင်မရဘူးဆိုရင်တော့မှအနည်းနဲ့အများတော့ကျွန်တော်တို့ပြန်ပြီးတော့ရှာဖို့လိုတယ်ဆိုတော့ဒီတဲ့ကြောင့်မလို့ အဲဒီသူနဲ့ပတ်သက်ပြီးတော့အသေးမက်ကအပြောင်းရှိလုံဆောင်တဲ့နေရာမှာနောက်ထပ်တရားဒီမှာဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်ကတော့ကျွန်တော်အမြင်ကတော့အင်္ဂါဆိုတဲ့အပိသက်အပြောင်းရှိကိုသာကျွန်တော်ဦးစားပေးပြီးတော့လုံဆောင်တင့်တယ်လို့ကျွန်တော်ကတော့ထင်ပါတယ်လက်ရှိပတ်တင်မှာလည်းသူခြေစွမ်းလေးမစိုးပါဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီနောက်ထပ် အဲဟီဝီကိုကျွန်တော်တို့သတင်းတစ်ပုဒ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောရအောင်ပါเนาะနောက်ကကျွန်တော်ဘာလဲဆိုလို့ရှိရင် ပြီးခဲ့တဲ့ရက်တွေကြားရတဲ့မှာ sorry ပြီးခဲ့တဲ့ကြားရတဲ့မှာဆိုလို့ရှိရင်သတင်းထွက်ခဲ့တယ်ဒီပေါ့เนาะကျွန်တော်တို့ဒီပြင်သစ်တိုက်စစ်မှုလူငယ်ကစားသမားအဲဒီပေါ့เนาะအသင်းကကျွန်တော်တို့ဒီ Lahavri ဆိုတဲ့အသင်း Lahavri ဆိုတဲ့အသင်းမှာအဲဒီလက်ရှိကျွန်တော်တို့ကစားအဲဒီပေါ့เนาะဟိုဘယ်လိုပြောမလဲကစားနေတဲ့ လူငယ်ကစားသမားဖြစ်တဲ့အန်ဆိုခန္ဓာ BX ဆိုတဲ့အဲကစားသမားကိုအဲကျွန်တော်တို့အသင်းဘက်ကနေပြီးတော့ခေါ်ယူနိုင်လိုက်ပြီးဖြစ်ပါတယ်ဒါကကျွန်တော်တို့ဒီဘောနော်ကျွန်တော်တို့ academy အတွက်ကျွန်တော်တို့ပြင်ဆင်တဲ့သဘောလို့ကျွန်တော်ကတော့ယူဆနေအသင်းအတွက်ဖြစ်ဖို့ကတော်တော်လေးမလွယ်ဘူးပေါ့နော်။ဘာလို့လဲဆိုတော့လက်ရှိကျွန်တော်ချီတိုတို့တော့ကျွန်တော်တို့နေရာကောင်းကောင်းရသေးတာမဟုတ်ဘူးဆိုတော့ဒီအန်ဆွန်ခန္ဓာပြေတို့ကကျွန်တော်တို့ဖြစ်နိုင်ခြေကအသင်းကြီးမှာဖြစ်နိုင်ခြေတော်တော်လေးနည်းသေးတယ်။အဓိကကျွန်တော်ဘာလဲဆိုလို့ရှိရင်အခုလက်ရှိကျွန်တော်တို့ဒီလူငယ်ကစားသမားတွေကို သင်မှာကျွန်တော်ခေါ်ထားတဲ့အခြေအနေမျိုးဖြစ်တယ်ဆိုတော့လူငယ်ကစားသမားတွေအတွက်ပြောမယ်ဆိုလို့ရှိရင်လူငယ်ကျော် project အတွက်လို့ကျွန်တော်ကတော့ယူဆပါတယ်ဆိုတော့ Azu Cannabis နဲ့ပတ်သက်ပြီးတော့ကတော့ကျွန်တော်မနိုင်ပြောလို့ရှိရင်လူငယ်ပွဲတွေတိတ်ပြီးတော့ကျွန်တော်တို့အဲဒီကြည့်ရတဲ့မှာမပါဘူးပေါ့เนาะဆိုတော့ကြည်ဘူးရဆိုလို့ရှိရင်ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ဘလို့အခြေအနေရှိလဲဆိုတာကိုအဲဝင်ရောက်ပြီးတော့ comment တွေမှာဆွေးနွေးပြသလို့ရတယ်ဆိုတော့အဲဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ Reddit ကဒီပေါ့เนาะ စကောက်တာတယောက်ပေါ့နော်မက်ဒီကယ်စကောက်တာတယောက်သူဒီကစားပတ်ပတ်သက်ပြီးတော့ကျွန်တော် profile analyze လုပ်ထားတဲ့ဟာလေးရှိတယ်။အဲ့ဒါလေးကျွန်တော်ဖတ်ကြည့်တဲ့အခါကျတော့အဲ့ဒီကစားသမားရဲ့တကယ်ကျွန်တော်ဒီပေါ့နော်လုံးဝအားသာတဲ့အချက် တချို့ပေါ့နော်အချက်တချို့ကိုသူထောက်ပြထားတာရှိရပေါ့နော်အဲဒီကစားသမားကတကယ်ကိုကျွန်တော်တို့ဒီ modern football မှာတကယ်ကျွန်တော်တို့ဒီ star player ဖြစ်လာနိုင်တယ်ကစားသမားတယောက်ကျွန်တော်ဖြစ်တယ်ဆိုတော့ united နဲ့အခုလက်ရှိကျွန်တော်တို့ဒီပေါ့နော်အဖက်ဖက်ကသဘောတူညီမှုရပြီကစားသမားဖြစ်သူနဲ့သဘောတူညီမှုရပြီပြီးလို့ရှိရင်ကျွန်တော်တို့ဒီ liverpool နဲ့လည်းကျွန်တော်သဘောတူညီမှုရပြီပေါ့နော် liverpool အသင်းကြီးမှာကစားနေရတာမဟုတ်ဘဲနဲ့ united ပေါ့နော် united မှာကျွန်တော်ကစားနေတဲ့အချိန်မျိုးဖြစ်တယ်အရင်တော့ကျွန်တော် u17 မှာကစားတယ်အခုလက်ရှိကျွန်တော် united မှာကစားနေတယ်ဆိုတော့ဒီလိုအချိန်မျိုးကျွန်တော်ဖြစ်ပါ ါတယ်ဆိုတော့ဒီကစားသမားရဲ့ကျွန်တော်တို့ဒီအဓိကအားသာချက်တွေကိုဒီ Radical Scouter တယောက်သူပြောထားတဲ့အထက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘာလို့ဒီကစားသမားကကျွန်တော်တို့ဒီ off the ball ဒီဘာလို့ off the ball ကျွန်တော် movement တွေမှာတော်တော်လေးကို sharp ဖြစ်တဲ့ player တယောက်ဖြစ်တယ်ဆိုပြီးပြောထားတယ် off the ball movement ဆိုတာကပြောရမယ်ဆိုရင်တိုက်စစ်မှုတယောက်ရဲ့အရွေးတွေပေါ့နော် တိုက်စစ်မှုတယောက်မှာကျွန်တော်တို့ရှိသင့်ရှိတိုက်တယ်ကျွန်တော်တို့ဒီအရွေးတွေဥပမာထားပါတော့ကိုရီးယားတိုက်စစ်အဲဒီဘာလို့ခန်းစစ်လုပ်နေရင်းနဲ့ကျွန်တော်တို့ transition ရလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ off the ball movement တွေကျွန်တော်စပြီးတော့လှုပ်ဖို့လိုပြီးကိုယ်ပေးတော့မလားဒါမှမဟုတ်ကျွန်တော်တို့ဒီတောင်ပံကစားသမားတွေကနေပြီးတော့ဘောလုံးကကျွန်တော်တို့ဒီအသင်းရဲ့ကျွန်တော်တိုက်စစ်ကိုစွဲတင်လာပြီလားဒါဆိုလို့ရှိရင်သူအလဲမှာ central zone မှာအဲဒီဘာလို့ဟို center back တီချာရဲ့မှာ blue near ယူရမလဲဒါတွေကိုသူကောင်းကောင်းသိတယ်အဲဒါအပြင်ကျွန်တော်တို့ဒီကဒီကိုအသင်းဘက်က transition ရှင်သွားတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီပေါ့နော်ဟိုအခုလည်းရှိကျွန်တော်တို့ဒီ behind the run နေပေါ့နော်ကျွန်တော်ခန္ဓာချိုးလို့လုံနေတဲ့ပုံစံ behind the run နေလည်းသူကောင်းကောင်းလုံနိုင်တယ်တိုက်စစ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီတိုက်စစ် move အဲတခုတည်းတည်းမဟုတ်တော့ဘဲနဲ့သူကကျွန်တော်တို့ဒီ wing တွေပါထွက်ဆောင်နိုင်တဲ့အခြေအနေမျိုးတွေကျွန်တော်ရှိတယ်ကိုယ်တိုင်လည်းကျွန်တော်တို့ဒီပေါ့နော်အဲကိုသွင်းနိုင်တယ်လို့ကျွန်တော်တို့ဒီပေါ့နော်ဟိုပြိုင်ဘက်ကိုဒီပေါ့နော် အသင်းဘော creation လုပ်ပေးရတာပြီးလို့ရှိရင်ကျွန်တော်တို့ဒီ dribbling နဲ့ 1v1 ကြော်တာဒါမျိုးတွေမှာအရင်ကောင်းတဲ့ player တယောက်ဖြစ်တယ်ဆိုပြီးတော့ပြောထားတယ်ဆိုတော့နောက်ထပ်ကျွန်တော်တို့ဗာလဲဆိုလို့ရှိရင်ဒီသူ့ရဲ့ strength နဲ့မှာဆိုလို့ရှိရင် ball carry နဲ့ creativity အရင်ကောင်းတယ်ပေါ့နော်ဆိုတော့ ball carry ရတော့ကျွန်တော်ခုနကပြောသလိုပဲပေါ့နော်ကျွန်တော်တို့ဒီဘောလုံးကို deep deep live ဆင်းပြီးတော့ကျွန်တော်ဘောလုံးကိုတည်ယူနိုင်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ creativity လည်းမြင်လာဖြစ်တဲ့တဲ့ကြောင့်မလို့အသင်းပေါ်တွေကိုပါကျွန်တော်ဖန်တီးပေးတာမျိုးတွေအတိကျွန်တော်လုပ်နိုင်တယ်ဒါပြင်သူ့ရဲ့အားသာချက်မှာဆိုလို့ရှိရင် physical profile အရင်ကောင်းတယ်ပေါ့နော်ဒီကစားသမားကကျွန်တော်တို့ဒီ physical တော်တော်ကြီးရတယ်မှာပါတယ်ဒါပြင်ကျွန်တော်အရက်လက်တော်တော်ရှိတယ် ဆိုတော့ဒီဒါကြောင့်မလို့အဲဒီ Premier League လိုနေရာမျိုးမှာလည်းအများကြီးကျွန်တော်အဝင်နိုင်တဲ့အခြေအနေမျိုးမှာကျွန်တော်ရှိတယ်ပေါ့နော်ဆိုတော့သူ့ကိုကျွန်တော်တို့စိတ်ဝင်စားတဲ့အသင်းတွေမှာဆိုလို့ရှိရင်ကျွန်တော်ဒီပြင်သစ် club တွေတင်မကပဲနေပေါ့နော်တခြားတော့ကျွန်တော် German club တွေပါတယ်အခုလက်ရှိကျွန်တော်ဒီ United တို့ကျွန်တော်ရှိတယ် English club တွေလည်းကျွန်တော်များများကျွန်တော်စိတ်ဝင်စားတဲ့အခြေအနေမျိုးမှာ United ကကျွန်တော်တို့ဒီကစားသမားကိုရအောင်ပြီးတဲ့ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီပေါ့နော် အဲဆိုကနဘီရက်တက် ပတ်သက်ပြီးတော့အဒီမဒီလူငယ်ကစားသမားလေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲအနာဂတ်မှာကျွန်တော်တို့အသင်းမှာထွန်းတောက်လာနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်လို့ထင်ကြလားကျွန်တော်တို့လည်းစောသေးရလို့ထင်ပါတယ်။ရှိမှလည်းကျွန်တော်ချီလိုလို့ပါအောင်ကျွန်တော်ရှိသေးတာဆိုတော့ဒါပြင်ကျွန်တော်အငားသွားကစားနေတဲ့ Ethan Fuite လို့ပါလို့လည်းရှိသေးတယ်။ဆိုတော့အတင်းမှာတိုက်စစ်မှုလူငယ်ကစားသမားကတော့အခုလက်ရှိဆိုရင်တော့ကျွန်တော်တို့၂ယောက်၃ယောက်လောက်တိကျွန်တော်ရှိတဲ့အခြေအနေမျိုးဖြစ်တယ်။ဆိုတော့ ဒါကျွန်တော်တို့ဒီအသိအမှတ်နေရပေးပါမယ်ချက်ချင်းနေရပေးမယ်ဆိုတာကတော့တော်တော်လေးပြောဖို့ခက်ခဲသေးတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဆိုတော့ဒါကတော့အိနီးရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းရွှေ့တဲ့နေဖြစ်ပါတယ်ဆိုတော့ဘယ်လိုမြင်ကြလဲ comment မှာပြောဆွေးနွေးပေးကြပါချီချူအားပေးညီကိုများလို့ချီးမြှောက်တင်ပါတယ် channel ကို subscribe လုပ်သူဆိုရှင် subscribe လုပ်ပေးကြပါအောင်နောက်ဆုံးပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာတွေ့ပါမယ်အားလုံးကျေးဇူးပါ